1988အနာသိမ်းပြီးနောက်ပိုင်းမှာလဲထောင်လိုင်းဖန်စီပြီးနှိမ့်ဆက်လို့တည်ဆုံတဲ့သူနဲ့ထောင်ထဲမှာစေကူတာခွင့်မရလို့တည်ဆုံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေ200ခန့်ရှိပါတယ်တည်ဆုံသွားတဲ့သူတွေထဲမှာအထင်ကြီးဖြစ်တဲ့နိုင်ငံရေးသမားတွေအသိပညာအတတ်ပညာရှင်တွေနဲ့စာရေးဆရာတွေလည်းပါပါတယ်သူတို့ထဲမှာထောင်လိုင်းရဲ့ရေကြီးရင်စစ်ကြောရေးမှာပထမဆုံးတည်ဆုံခဲ့သူကတော့ ရန်ကုန်စိတ်ကမ်းမြို့နယ်မဲဆန္ဒနယ်ကရွေးခံရတဲ့ဥမောင်ကိုပါသူ့ကိုဖမ်းပြီးသုံးဖက်အကြမ်းမှာတည်ဆုံးခဲ့တာပါထောက်လိုင်းကတော့သူ့ကိုသူတတ်သေးတယ်လို့ပြောပါတယ်ဒေါ်ဆန်းစုကြည်ကလည်း letters from burma ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာဥမောင်ကိုရဲ့အလောင်းကိုပြန်ရတဲ့အခါမှာရိုင်းနှက်နှိပ်စက်ထားတဲ့တံရတွေတွေ့ရတယ်လို့သူ့မိသားစုကိုကိုးကားပြီးရေးခဲ့ပါတယ်အဲဒီစာအုပ်ထဲမှာ1991ဝင်းကျင် ထောင်ထဲမှာတည်ဆုံးခဲ့တဲ့သူတချို့ဖြစ်တဲ့ဇာရေးဆရာမောင်တော်က NLD ပါတီကနေရွေးကောက်ပွဲအနိုင်ရခဲ့ကြတဲ့ကကိုကျွန်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဦးလာတန်းခဲမျိုးနဲ့လွှတ်တော်ကိုယ်စားလှယ်ဦးတမောင်ဝင်းတို့အကြောင်းလဲပါပါတယ်ဦးတမောင်ဝင်းရဲ့ရေးကြီးရိုင်းမှာတလားကြအစစ်စေးခံရပြီးအင်းစိန်ထောင်ကိုအပိုးခံခဲ့ရပါတယ်ထောင်ထဲရောက်ပြီးလာပိုင်းတွင်မှာပဲတည်ဆုံးခဲ့ပါတယ်အာနာပိုင်တွေက တွေးကင်စာနဲ့တည်ဆုံးခဲ့တယ်လို့ ြောပါတယ်သူစာအုပ်ထဲမှာတော့ဆန်းစုကြည်ကဥတ္တမဝင်အဖမ်းမခံရခင်မှာအဲ့လိုယောဂလက္ခဏာမျိုးမရှိခဲ့ဘူးလို့ရေးသားခဲ့ပြီးသူတေဆုံးတာဟာအာနာပိုင်တွေရဲ့စေကုသကွင့်တေချာမပေးတာကြောင့်ဖြစ်တယ်လို့ရေးခဲ့ပါတယ်ဒီနေရာမှာထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေစေကုသကွင့်ရဖို့ကိုဆုံးဖြတ်တာထောင်အာနာပိုင်တွေနဲ့ထောင်ဆောင်နေမဟုတ်ပါဘူးထောင်မှာတာဝန်ကျတဲ့ထောက်လန်းရေးတွေကဆုံးဖြတ်တာပါ ူတို့ရဲ့ခွင့်ပြုချက်မရရင်အပြင်ဆေးရုံနေနေသာသာ ထောင်ဆေးရုံတော်တက်ခွင့်မရပါဘူးဒါကြောင့်ထောင်ထဲမှာဆေးကုသခွင့်မရဘဲတည်ဆုံးရတဲ့နိုင်ငံအကျဉ်းသားတွေဟာထောက်လန်းရေးတွေကြောင့်ပါပဲကိုတို့အနေနဲ့ဆိုကျွန်တော်အဖမ်းခံရတဲ့1997နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အင်းစိန်တီးသန့်ထောင်မှာနေရင်1994မှာဆုံးပါခဲ့တဲ့ဦးထွန်းစိန်ကိုတို့အနေနဲ့ဆိုကျွန်တော်အဖမ်းခံရတဲ့1997နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အင်းစိန်တီးသန့်ထောင်မှာနေရင် 1994မှာစုံပါခဲ့တဲ့ဦးထွန်းစိန်သူကဗိုလ်ချုပ်နေဝင်ရဲ့မဆလခင်မှာနိုင်ငံရေးသမားအနေနဲ့ကိုကိုကျွန်းမှာကျွန်းချခဲ့တဲ့အတွက်ကျွန်တော်တို့ကသူ့ကိုကျွန်းမြန်ကြီးဦးထွန်းစိန်လို့ခေါ်ပါတယ်နောက်တစ်ယောက်ကပြည်မြို့ပြည်သူတိုးတက်ရေးပါတီကဦးကွင်းစိန်မှာသူလဲကျွန်တော်တို့တည်တန်းထောင်မှာနာမကျန်းတာအတော်ကြာပြီးတေလူမျိုးပါဖြစ်ချင်ကြမှာအပြင်ဆေးရုံကိုပို့ခံရပြီရပိုင်းတွင်စုံးမခဲ့ပါတယ်မသေးခင်လေးမှာပဲထောက်လန်းရေးတွေ ရောက်လာပြီ စကောင်းဆောင်တွေဒီနေ့ခေတ်မှာလုပ်နေတဲ့အတိုင်သူ့ကိုလှုပ်ပေးခဲ့ပါတယ်ဒီဘက်ခေတ်2021အာနာသိမ့်ပြီးနောက်ပိုင်းမှာလဲကင်ဆာယောဂခံစားနေရတဲ့ဒေါက်တာဇော်မြင့်မောင် NLD လက်စင်နဲ့စွမ်းရင်ဝင်ကြီးဦးဝင်းခိုင်ဒါရိုက်တာဖေမောင်စိန့်တို့လည်းစေကူတာခွင့်တရားမရပဲဒီဆုံးငန်ဒီမှာထောင်ကနေလှုပ်ပေးခံခဲ့ရပါတယ်ဒါကတော့ထောင်လန်းရဲ့ထောင်ထဲမှာမြင့်ဆက်တဲ့ရက်ဆက်ပုံရက်ဆက်နည်းတွေပါဒါကသူတို့စစ်ကောင်စီရဲ့ policy ကိုထောင်လန်းရဲ့ account ထဲပေါ်ပေးတာပါပဲ